iPhone တစ်လုံးကိုဝယ်နိုင်ခြင်းမဝယ်နိုင်ခြင်းဟာနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးအခြေအနေနဲ့ပြည်သူလူထုရဲ့ဝင်ငွေအဆင့်အတန်းကိုထင်ဟပြသနေပါတယ်။ iPhone ကိုယ်တိုင်ကစီးပွားရေးအညွှန်းကိန်းတစ်ခုဖြစ်လာတဲ့အခါ iPhone ဝယ်ဖို့ဘယ်လောက်ကြာကြာအလုံးလုံးရတယ်လဲဆိုတာကို နိုင်ရှင်ချီကဘာချမ်းသာမှုကွာဟာချက်ကိုမြင်သာလာပါတယ်။ဒါဆိုချမ်းသာတဲ့နိုင်ငံတွေမှာ iPhone 7 Pro တစ်လုံးဝယ်ဖို့ဘယ်နဲ့ရအလုံးလုံးရတယ်လဲ။ လာစာမြင်တဲ့နိုင်ငံတွေမှာတော့ပုံမှန်အလောက်အကန့်ရှိသူတယောက်အနေနဲ့ iPhone တစ်လုံးဝယ်ဖို့ဆိုတာဘာမှမခက်ပါဘူးဒီနေ့မှာတော့ Tesco ကထုတ်ပြန်ထားတဲ့2025ခုနှစ် iPhone ဝယ်ယူနိုင်စွမ်းညွှန်ကိန်း iPhone Affordability Index အရာ iPhone 16 Pro 256ကတလုံးကိုကမ္ဘာနိုင်ငံသားတွေဘလောက်အလုပ်လုပ်ပြီးမှဝယ်နိုင်တယ်လဲဆိုတာကိုဘ ഹു တုတအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ဒီအညိုစရာဟာဒေါ်လာ1100ဝန်းကျင်တန်ဖိုးရှိတဲ့ iPhone 16 Pro ကိုတရ၈နာရီအလုပ်စင်းနေရတဲ့တွက်ချက်ထားတာဖြစ်ပါတယ်။တွက်ချက်မှုအရစမ်းသာတဲ့နိုင်ငံတွေမှာ iPhone 16 Pro တစ်လုံးဝယ်ဖို့ဘယ်လောက်အလုပ်လုပ်ရသလဲဆိုရင်တော့ပထမဆုံးလူစင်ဘတ်နဲ့ဆွစ်ဇာလန်ဒီနိုင်ငံကလူတွေဟာ3ရက်ဒါမှမဟုတ်24နာရီအလုံးလုံးရုံနဲ့ iPhone 16 Pro ကို အလွယ်တကူဝယ်ယူနိုင်ကြပါတယ်။လူစင်ဘတ်ဟာကမ္ဘာအချမ်းသာဆုံးနိုင်ငံတွေမှာပါဝင်ပြီး 2025ခုနှစ်မေလ1ရက်နေ့ကအစတင်အသက်ဝင်တဲ့အနေဆုံးလာစားကတော့တာမန်အလုပ်သမားတွေအတွက်မြန်မာငွေ330ကျော်ရှိပါတယ်။ကမ္ဘာအခြေစုံစီးပွားရေးနိုင်ငံ ဖြစ်တဲ့ American သားတွေဆိုရင်တော့ iPhone 11 Pro တစ်လုံးဝယ်ဖို့၄ရက်သာအလုပ်လုပ်စရာလိုအပ်တာဖြစ်ပါတယ်။ဒါအပြင်ဘယ်ဂျီယံ၊ဒိန်းမတ်၊နယ်သာလန်၊နော်ဝေးစတဲ့နိုင်ငံတွေမှာလည်း၄ရက်ကနေ9ရက်ကြာအလုပ်လုပ်ရုံနဲ့ iPhone ကိုင်နိုင်ကြပြီဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ၃ရက်၄ရက်နဲ့ဝင်နိုင်ပေမဲ့ကျမတို့အာဆီယံဒေသတွေနိုင်ငံတွေရဲ့ဝယ်ယူနိုင်စွမ်းကတော့ကြီးမားစွာကွာခြားနေတာကိုတွေ့ရပါတယ်။အာဆီယံမှာအချမ်းသာဆုံးဖြစ်တဲ့စင်ကာပူမှာဆိုရင်တော့ရှေ့ရက်သားအလုံးလုံးယုံနဲ့ iPhone 16 Pro ကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။မလေးရှားမှာတော့45ရက်တလခွဲခန့်အလုံးလုံးဖို့လိုအပ်ပါတယ်။ထိုင်းမှာတော့60တရက်နှစ်လကျော်အလုံးလုံးဖို့လိုအပ်မှာဖြစ်ပြီး ။ဗီယက်နမ်မှာတော့99ရက်3လကျော်အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ဖိလစ်ပိုင်မှာလည်းတရားနဲ့တရက်3လကျော်အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ဒီကိန်းကနန်းတွေဟာကမ္ဘာဝင်ဝင်မညီမျှမှုကိုရှင်းရှင်းလင်းလင်းပြသနေပြီး iPhone တစ်လုံးရဲ့တန်ဖိုးဟာနိုင်ငံအလိုက်ဘလောက်ကွာခြားနေသလဲဆိုတာကိုမြင်သာစေပါတယ်။ဒီ iPhone ဝယ်ယူနိုင်စွမ်းညွှန်းကိန်းဟာနိုင်ငံ33နိုင်ငံကပြည်မြလောက်ခလာစာတွေကိုတွက်ပြီးထုတ်ထားတာပါ။ မြေပြင်နဲ့ကွဲပြားမှုတွေအခွန်ဖြတ်တောက်မှုတွေရှိနိုင်ပေမဲ့နိုင်ငံတစ်ခုချင်းစီရဲ့လူငယ်မှုအဆင့်အတန်းနဲ့ဝယ်ယူနိုင်စွမ်းကို ရှေးဘူးရလမ်းညွှန်အနေနဲ့တော့ယူဆလို့ရပါတယ်။ပြောရမယ်ဆိုရင်တော့ဒီကိန်းကဏ္ဍတွေဟာကမ္ဘာချမ်းသာမှုကွာဟချက်ကိုပြသနေတာပါ။ဖွံ့ဖြိုးပြီးဝင်ဝင်မြင့်မာတဲ့နိုင်ငံတွေမှာ iPhone တစ်လုံးဟာမရှိမဖြစ်သောပစ္စည်း necessary တစ်ခုလိုဖြစ်နေချိန်မှာဖွံ့ဖြိုးစဲနိုင်ငံတွေမှာတော့အလစားရဲ့၄ဘုံ၃ဘုံဒါမှမဟုတ်ထောက်ဝက်နီးပါးကိုပေးပြီးဝယ်ရတဲ့အစိမ်းခံပစ္စည်း လက်ဆရီအနေအထားမှာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကြိုင်းနေတတ်တယ်ဆိုရင်တော့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ပြောချင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာ ပြန်ဆုံတွေ့ပါမယ်ရှင်။